ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်ကျောင်းသားကျောင်းသူများအနေနဲ့သွားလာရေးအဆင်ပြေသဖို့အတွက်အငှားစပိန်တွေထရှိသွားမယ်လို့ဗိုက်စင်ရန်ကုန်အဖွဲ့မှခေါင်းဆောင်ကိုရင်မောင်ကပြောပါတယ်။ရန်ကုန်တက္ကသိုလ်ဝင်းအတွင်မှာအငှားစပိန်ဝန်ဆောင်မှုဆောင်ရွက်ဖို့အတွက်ကျောင်းဝင်းအတွင်မှာရှိတဲ့ကျောင်းသားကျောင်းသူတထောင်ခန့်ကိုစာပေးကောက်ယူခဲ့ပြီးကျောင်းသားကျောင်းသူ69ရာခိုင်နှုန်းခန့်ကသဘောကျနှိမ့်ချခဲ့တယ်လို့ဗိုက်စင်ရန်ကုန်အဖွဲ့ခေါင်းဆောင်ကိုရင်မောင်ကအခုလိုပဲပြောပါတယ်။ အဲ့တော့အဲ့နေရာမှာကျောင်းလုံးကျောင်းသားတွေအတွက်အဆင်ပြေမဲ့ဒီစပိန်ငှားရဲ့ဝန်ဆောင်မှုတစ်ခုလုပ်မယ်ဆိုပြီးစဉ်းစားပြီးအဲ့ဒီ plan ကို US government ကလုပ်တဲ့ Wisely Seed ဆိုတဲ့အဲလူငယ် entrepreneurship အဲဟိုမှာပေါ့ပြိုင်ပွဲမှာကျွန်တော်ဝင်ပြီးတော့ဒီ plan နဲ့ပြိုင်ရတယ်။ပြိုင်တော့တို့ကဒီ plan ကိုသဘောကျတယ်။အဲ့ဒါနဲ့ကျွန်တော်တို့ seed funder support ပေးတော့အဲ့ဒါအနေနဲ့ကျွန်တော်တို့ဒီ advice ရန်ကုန်ကနေပြီးတော့ဒီရန်ကုန်တက္ကသိုလ်ထဲမှာအဲ စပိန်ဟိုင်းဝေဆောင်မှုစလုပ်ဖို့ကြိုးစားတယ်ကြိုးစားတာပထမတစ်ခါစီမံဌာနကိုပြောရတဲ့အခါမှာသူတို့အကြောင်းသားတွေလည်းအဲသဘောဆန္ဒကိုရယူဖို့လိုအပ်နေဖြစ်တယ်ပြပထမဆုံးကျွန်တော်မေလမှာသဘောဆန္ဒကောက်ယူမှုကျွန်တော်ပြုလုပ်ခဲ့ပေါ့အကြောင်းသားငါးတော့ရေးနေမှာအကြောင်းသားတစ်ထောင်ရေးသဘောဆန္ဒကို online offline စာပေးနဲ့ကောက်ယူခဲ့အဲ့ဒီစာပေးရကောက်ယူမှုကြီးက68ရာခိုင်နှုန်းလောက်ကအာဒီဟောသဘောသဘောကတူလက်ခံရပေါ့အဲ့ဒီ report ကိုပြီးခဲ့မေလ10ရက်နေ့မှာကျွန်တော် launch လုပ်ခဲ့ပေါ့ ဒီအဓိကတော့ဒီဘိုင်းဆိုင်ပုံလုပ်နေတာရန်ကုန်မှာအဲဆပင်းစီးရဲ့ရည်ကြီးမှုအဲပြန်ပြီး promote လုပ်ဖို့တော့ပါပဲအဆိုပါကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကိုခွင့်ပြုမိတ်တောင်းခံထားပြီးဝန်ဆောင်မှုပေးခွင့်ရရှိပါကចောင်းသားတွေအတွက်ပထမစာတင်နှစ်အတွက်6000ကျပ်အပြင်လူတွေအတွက်တနအိကျပ်1000ကျပ်နှုန်းနဲ့နိုင်ငံခြားသားတွေအတွက်တနအိကျပ်3000ကျပ်နှုန်းနဲ့ငှားရမ်းတော့မှာဖြစ်ပါတယ်။ ပိုင်းစင်ရန်ကုန်အဖွဲ့အနေနဲ့ရန်ကုန်မှာစပိန်စီရင်ကျင်းမှုထွန်းကားလာစေဖို့2016ခုနှစ်ကစတင်ကအွန်လိုင်းမှာတဆင်ကမ်ပိန်းများဆောင်ရွက်ခဲ့ပြီးဒီနှစ်မှာတော့ဒီစီဇန်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာအငှားစပိန်ဝင်ဆောင်မှုအတွက်ခွင့်ပြုချက်ရရှိပါကတခြားတက္ကသိုလ်တွေအတွက်ပါဝင်ဆောင်မှုပေးနိုင်အောင်စူးစမ်းသွားမှာဖြစ်တယ်လို့ပိုင်းစင်ရန်ကုန်အဖွဲ့မှသိရပါတယ်။